ဒီနေ့ပြပြပေးမှာကတော့ဘာလို့စလိတ်ဖြတ်မရလဲဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။စလိတ်ကိုစိတ်ဓပအောင်အနေနဲ့တောက်တာမျိုးရှိတယ်။အဖော်ကောင်းလို့တောက်တာ၊ကြိုက်လွန်လို့တောက်တာမျိုးတွေရှိပါတယ်။ဒီလိုမျိုးကိုကိုစလိတ်တောက်ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့တယောက်တစ်မျိုးနဲ့ပါ။ဒါပေမဲ့တကယ်တမ်းစလိတ်ဖြတ်တော့မယ်ဆိုလို့ရှိရင်တော့ဒီအကြောင်းပြချက်တွေကအရေးပါလာပါပြီ။ဘာကြောင့်တော့ဖြစ်နေလဲဆိုတာကိုကိုဘသာအဖြေရှာနိုင်မှစလိတ်ဖြတ်ဖို့စူးစမ်းရတာအောင်မြင်မှာပဲဖြစ်ပါတယ်။ ဒေယာကိုစလိတောက်ပြည့်စေတဲ့အကြောင်းရင်းကတော့၄မျိုးရှိပါတယ်။ပထမအဦးဆုံးကတော့ခန်းစားချက်ကြောက်တောက်တာပဲဖြစ်ပါတယ်။ဆိတ်ရှုပ်စရာတွေကြုံလာလို့ရှိရင်စလိတောက်ကြတယ်။စလိတောက်လို့ရှိရင်သွေးလိုကောင်းတယ်။ဒီလိုမျိုးစိတ်ပြည့်စုံမှုတွေနဲ့စိတ်ထိခိုက်စရာအကြောင်းရင်းတွေနဲ့ကြုံလာတဲ့အခါမှာလူတတော်မများဟာစလိတလိတ်လောက်တောက်ချင်တဲ့ဆန္ဒကိုဖျော့ပြပြဖို့မရနိုင်ပဲဖြစ်တတ်ကြပါတယ်။ ဒီလိုမျိုးကို့မှာဖြစ်နေတဲ့စရိတ်တောက်ချင်နေတဲ့အာဒီတာကိုဖြည့်ပြောင်းနိုင်ဖို့ဆိုလို့ရှိရင်တော့အတဝဝရှူလိုက်ပါစရိတ်တောက်ချင်စိတ်ကို ပေါပေါသွားစေဖို့နဲ့ခန္ဓာကိုယ်ကိုလမ်းဆက်ပေါပေါသွားစေဖို့အတွက်အကျိုက်ဆုံးသချင်းကိုဖွင့်ပြီးတော့နားထောင်လိုက်ပါခန္ဓာတဖြုတ်လန်လျှောက်တာမျိုးဖြစ်ဖြစ်လေကားတွေကိုတက်လိုက်ဆင်းလိုက်လောက်တာမျိုးပဲဖြစ်ဖြစ်ကိုယ်နဲ့လှုပ်ရှားမှုတွေလှုပ်ဆောင်ပေးတာကကိုယ့်ကိုယ်စွမ်းရည်ကိုတိုးတက်အောင်လှုပ်ဆောင်ပေးနိုင်တယ်လို့စရိတ်တောက်ချင်တဲ့အာဒီတာကိုလည်းရောပါစေပါတယ် ကိုယ်နဲ့လှူရှာမှုဟာဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့စွမ်းဆောင်ရည်ကိုမြင့်တက်စေနိုင်တဲ့အတွက်တော်တော်လေးထိရောက်တဲ့နည်းနဲ့တစ်ခုဖြစ်တယ်လို့စိတ်ခံစားမှုကောင်းမှုအောင်လှူဆောင်ပေးနိုင်တဲ့အန်ဒိုဖင်တက်ကိုလည်းထုတ်လုပ်ပေးပါတယ်။နောက်တစ်ချက်ကတော့လုံနေကြအလို့တစ်ခုလို့အကျင့်ပါနေရပဲဖြစ်ပါတယ်။ဒါကတော့ထမင်းစားပြီးမုတ်စားပြီးလို့ရှိရင်စလိတ်တောက်ကမယ်မတောက်ဖြစ်ရင်ဂရင်းချင်နေဆိုတာမျိုးပါဒီလိုအချိန်မှာဆိုလို့ရှိရင်စလိတ်တောက်ချင်စိဖြစ်လာတာဒါမှမဟုတ်အလိုလိုစလိတ်တောက်ပြီးသွားတာမျိုးတွေဖြစ်တတ်ပါတယ် ဒီလိုအကျင့်ဖြစ်နေလို့စနစ်တောက်ချင်တဲ့စိတ်ကိုတခုခုနဲ့အစားထိုးဖို့နီးလက်ရှာသင့်ပါရဲ့နော်ဒီလိုအချိန်တွေမှာဆိုလို့ရှိရင်စရိတ်တောက်မဲ့အစားတေးစားမို့တခုခုစားတာမျိုးပီကယ်ဝါတာမျိုးတကြားလုံးစားတာမျိုးတွေကိုလုပ်ကြည့်သင့်ပါရဲ့ကိုကိုကိုအလုံးများနေစေဖို့ပကံနေခွက်တွေကိုကိုယ်တိုင်စေကြောပေးပါအကျင့်မှာသွားလို့နေ့စဉ်အလုပ်တစ်ခုလို့စနစ်တောက်ချင်တဲ့ဆန္ဒကိုဖယ်ဖြောင်းဖို့ဆိုတာကပုံမှန်လုံးဆောင်နေကြအလေးထားတွေကိုလည်းပြောင်းလဲပြစ်ဖို့အရေးကြီးပါတယ်နော်။ ။အတချက်ကတော့ပေါင်းသစ်ဆက်ဆံရေးကြောင့်တောင်းနေရပဲဖြစ်ပါတယ်။ဆလိတ်တောင်းရတဲ့အကြောင်းရင်းကတော့လို့ဖို့ကင်ဘက်တွေအပေါင်းအသင်းတွေကြောင့်ပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူတို့နဲ့စကားပြောကြတဲ့အခါမှာဆလိတ်တောက်ပြီးပြောတာကများပါတယ်။ဥပမာစိုက်ထားပြီးစကားပြောကြတဲ့အချိန်မျိုးတွေမှာပါဒါပေမဲ့ကိုကစလိတ်မတောက်တော့ဘူးဖြစ်တော့မယ်ဆိုမှကိုနဲ့တွေ့နေတဲ့တငယ်ချင်းကစလိတ်တောက်တဲ့အခါမှာဘလို့နေမလဲဒါကြောင့်ကိုစိတ်တယ်လုံးလုံးစလိတ်မပြတ်သေးတဲ့၍တငယ်ချင်းနဲ့တွေ့မယ်ဆိုလို့ရှိရင် စနေတော့လို့မရတဲ့နေရာမျိုးမှာတွေ့ဆုံသင့်ပါတယ်။တကယ်လို့မဖြစ်မနေတွေ့ရမယ်ဆိုလို့ရှိရင်လည်းကိုယ်စိတ်ကိုနိုင်အောင် ထိန်းဖို့အသိပြင်းပြီးမှသွားပါနော်။နောက်ဆုံးအချက်ကတော့စနေဖြတ်ဖို့ကိုယ့်ကိုယ်ကိုအတင်းချုပ်ထိန်တာပဲဖြစ်ပါတယ်။လူစိတ်ဆိုတာကမလုံးနဲ့ဆိုမှပိုလုံးချင်တဲ့တဘာဝရှိတာမို့ဒီအချက်ကအရေးကြီးပါတယ်။ဖြစ်တော့မယ်ဆိုပြီးအတိတ်ချုပ်ထိထားကမှစတဲ့တော့ခြေစိတ်တွေအရင်ကထက်အငန်းမရပုံများလာတာမျိုးဖြစ်ပါတယ်။ ်ဆလိမ်မှာအဓိကပါဝင်နေတဲ့အရာဖြစ်တဲ့နီကိုတင်းကိုနေ့စဉ်ရရှိနေတဲ့အနေအထားနဲ့အသားကျနေတဲ့အချိန်မှာဆလိမ်ဖြစ်လိုက်မယ်ဆိုလို့ရှိရင်ဆလိမ်ဖြစ်တဲ့အချိန်မှာခံစားရတဲ့ဝေဒနာတွေဖြစ်လာပြီးတော့ဆလိမ်ကိုအငဲမရတော့ရှိစေကိုလည်းဖြစ်ပေါ်လာစေပါတယ်အခုပြပေးတဲ့အချက်တွေအရဆိုလို့ရှိရင်ဆလိပ်ဖြစ်တဲ့သူတွေအတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါရနော်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်မိရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။